ြစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မြေဥ Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးမဟာဆွေဤတို့မိမိဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာအခန်းလေး ယခုအခါ၌ကျွန်ုပ်တို့ဇက်လိုက်မှာတရားသည် မတရားသည်ကိုစဉ်းစားပြီးဘယ်နည်းနှင့်ဖြစ်စေမိမိရည်ရွယ်ချက်အထမြအောင်ကြိုးစားမိကမလွဲချေညတညနိုင်ကရန်ကုန်မြို့တွင်ဓမ္မရောင်တို့သည်ထိန်ပြောင်ဝင်းလက်လျက်ရှိစဉ်လမ်းကြီးလမ်းငယ်အသွေသွေမှ မြေထားလမ်းချမော်တော်ကားတို့ပြေးလွှာဆူညံလျက်ရှိလေ၏တရက်ခံရသောကားကြီးတစ်စင်းသည်ကဖြည်းနှေးငိမ့်သက်စွာကန္နာလမ်းစီသို့မောင်းနှင်လျက်ရှိပေသည် အဆိုပါကအတွင်း၌ကအသက်30ကျော်ခန့်ရှိသာနာပြောင်လက်စွာဝစ်စင်ထားသည့်လူနှစ်ယောက်ကိုတွေ့မြင်နိုင်လေ၎င်းတို့မှာ နေကင်းအလုတ်ခွင်တွင်အာယုံစူးစိုက်လုတ်ကင်ခဲ့ရမှညာချမ်းချိန်တွင် နေကင်းပင်ပန်းသမျှအတူချကကန္နာဟိုတယ်သို့အပြောအပသွားကြဟန်လက္ခဏာရှိပေ၏၎င်းတို့နောက်မှမော်တော်ဆိုင်ကယ်တစ်စင်းသည်လည်းမယောင်မလဲနှင့်လိုက်ပါခဲ့ဟန်ရှိလေ၏မော်ဒင်လန်တောင်ကျိုးသို့ရောက်သောအခါရှိကကားစီမှအတံမပြင်းပဲ သိကိုင်းကြိုးကြသည်အတံအုတ်ခဲနှင့်ထူထံမျိုးလို ကြားရတော်လဲကာမကာနောက်ပိုင်းတစ်ချမ်းလုံးပြည့်စည်သွားလေမိနေမိုင်းတွင်မှာပင်ဟာကာဘာဖြစ်တာလဲဘယ်နဲ့ပါလိစသည်ဖြင့်အနီနာရှိလူအပေါင်းယုံရင်ဆံကပ်ဖြစ်၍သွားလေကာဘာရှိ လူနှစ်ယောက်အနက်မှတယောက်မှသွေးများဖြင့်ပေရည်လျက်အခြားတယောက်ကပွေထူထားလေထိုသူများကရန်ကုန်မြို့တွင်တထေးကြီးဟုထင်ရှားသူဤသားကြီးများဖြစ်သည့်ဖြင့် ပလိတ်အမှုရန်သားမှစ၍အာလုံကပင်ဟင်တတိကလေးများပါလားဘာဖြစ်တာလဲကမောက်တာလားစသည်ဖြင့်မိသူကမေးအပြေးလာသူကလာနဲ့ပြပြတလဲဖြစ်၍နေကြလေခဏမှကြာလျင်ကားကိုလက်ပြေပုံးနှင့်ပြည့်၍သွားကြောင်းပြည့်သူကိုမမြင်ရကြောင်းများအတံမြည်၍လာကြလေပလိတ်အရာရှိများလည်းဖြစ်ပွားရာသို့ရောက်ရှိလာရာ လူနာကိုလူနာတွင် မော်တော်ကားနှင့်စေယုံကြီးတို့ပို့လိုက်လေ ရန်ကုန်မြို့လည်းလိုနေရာတွင် ဖြစ်သည်ကတည်းကဤအဖြစ်မျိုးကိုတခါမှမကြုံဘူးသည်ကတည်းကကြောင်းဥအင်းဤမျက်နာကြည့်သည်หนีမြန်း၍နေလေ၏ပရိယာရှိများနှင့်စုံတော်များမှခြေချင်းရှုပ်အောင်အနီးအနားတစ်လျှောက်သို့သွားရောက်စုံစမ်းကြလေ၏ကံစိုးသူတို့မှမေးမြန်းဖန်ဆီးခြင်းကိုခဏမျှခံကြရလေ၏ဂုံတယ်လန်းရှိဥအင်းမှလည်းဒါများဤအကြောင်းကိုချက်ချင်းဆိုသလိုကြားသိရသည်ဖြင့်စေယုံကြီးတို့ကားဒဇင်းနှင့်လိုက်၍လာလေ၏ စေယောတွင်သာနေယောအနက်မောင်လူဝမှာလက်မောင်းတွင်တန်ရာတော်တော်လေးကြီး၍မောင်ညာမှာနှထင်တွင် အနေငန်ထိမှန်သွားသည်ကို တွေ့ရလေ။ဇုံတော့ဘက်မှာလည်းမော်တော်ကတချမ်းပြက်သော နေရာမှာအစအနကိုယူ၍ညာတွင်စုံစမ်းရာကားကိုလက်ပစ်ဘုံနှင့်ပြကြ။ထိုလက်ပစ်ဘုံမျိုးမှာကော့ဒိုက်ဖြစ်ကြောင်းများကို သိကြရလေ။ဥအင်းလည်းသားများနှင့်ကောင်းချင်းရိုက်ကဒီတို့ပြောဆိုပြီးနောက်စပလန်တို့ကားကိုခမ်းမြန်းမြန်းအမောင်းခိုင်းလေ။ လမ်းအနောက်ဘက်ဘေးတွင်ကားကိုရက်စေပြီးလင်တကားကိုပြင်းစွာခောက်၍ဟေးမေမမေမဟုတ်ကျဲလောင်စွာခေါ်လိုက်ရာဒေါမမလည်းရှင်ဟုတ်ထိုးလျက်အတွင်းကတကားကိုဖွင့်ပေးလေဥအင်းသည်တောက်ပြောင်သောမျက်လုံးဖြင့်မင်းတို့အလွန်နေနိုင်တယ်ငါသားတို့ဆေးရုံရောက်ကုန်ပြီဟင်ဘာဖြစ်လို့လဲဖြစ်မအမနင်မသိချင်အောင်ဆောင်းနေတာသိရမယ်နင့်သားများကငအင်းတဲ့သိလား နင်တို့ကိုအမှုနဲ့မရရင်အကုန်မှုန့်ပြလိုက်မယ်သိလားဟုတ်တော်ဘွားကမောင်မျိုးညွန့်တို့နေတော့အခန်းစီတို့လျှောက်သွားပြန်လေအခန်းပြင်မဟိတ်ငနာညွန့်ညွန့်ရှိကြရလားဟုတ်မေလျာနှစ်ယောက်စလုံးပင်ရှိကြပါလေကျွန်တော်တို့မေ့ကြသေးပါဘူးဟုတ်ပြန်၍ပြောရင်တကားကိုဖွင့်ပေးကြလေဦးအင်းဒီညွန့်ညွန့်အားမတင်ကားသောမျက်လုံးဖြင့်ကြည့်ရှုကားအေးမင်းတို့ကဝမ်းတာမှာပဲဘယ်အကောင့်ညာဆိုတာငါမကြခင်သိမယ်သိတဲ့တနေ့ကြတော့ကွာ ဟုတ်ဂျိန်ဝါပြည်လင်ဖဏတ်တန်ပြင်းပြင်းနဲ့ထွက်ခွာသွားလေ၏ထိုတွင်မှာရန်ကုန်မြို့မှကြည်မြင်နိုင်စံကြောင်းအထိကူးဆက်သွားသောကြောင့်ကိုရိုးကိုထိုင်းနှင့်ကိုညံကြီးတို့သည်စိတ်ယုံကြည်သို့လာရောက်မေးမြန်းကြလေ၏တကယ်စင်စစ်၎င်းတို့မှာဤကဲ့သို့ဥဉ္ဤသားများဖြစ်ပျက်သည့်အကြောင်းကိုမယိမ့်မိကြသေးချေဥဉ္မာကဒေါသထား၍မပြေပဲပြိဿုံတော်တို့အားဤအမှုကိုပေါ်အောင်ဆောင်တော်နိုင်လျင် ိမိတဦးရကငွေတသောညံပူဇော်ကပေးပါမည်ဟုပြောဆိုတိုက်တွင်းလေစေယုံဆရာဝန်ကြီးမှလည်းအထုဂယုဆိုင်ကဆေးထက်ကုသလျက်ရှိလေဥယင်မှာမိမိဤသားများအဒုက္ခပေးသူကိုဒေချာစွာစဉ်းစားကြည့်တော့ကညွညွန့်ပင်ဖြစ်ရမည်ဟုတွေးတော်မိလေတို့ရတွင်လက်စုပ်လက်ကမ်းမမိသည်ဖြင့်မြည်သူများမတတ်နိုင်ချေညွညွန့်မှာတာမညကလေးကဲ့သို့မဟုတ်ငယ်စဉ်ကပင်အကြံဉာဏ်ဝရိယကောင်းသူဖြစ်သည်ဖြင့်တို့တငယ်အားလက်တုံပြန်ရန်မလွယ်ကူသည်ကိုစဉ်းစားမိလေ ယခုအခါ၌မယဘာသားတစုတို့သည်စီလုံးညီညွတ်လျက်စီကြသဖြင့်မိမိအားရန်ရှာနိုင်မည်ကိုလည်းတွေးမိသောအခါအကြံမမှု အနုနဲ့သာ အောင်စေရာဟုတကဲ့သို့သားများဆေယုံကဆင်းသောအခါညီအကိုတစုကိုစပတ်လန်းရှိဒေါ်မမာဤတိုက်တွင်ဖိတ်ခေါ်လျက်ညသာထမင်းများကျွေးမွေးလေ၏ထိုထမင်းစားပွဲ၌ဥအင်းပြောပြသောစကားများမှာညစွာမှတ်သားဝဲကောင်းလေ၏ငါစိတ်မှာ မင်းတို့ညီကိုတစုတင့်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 နေထိုင်ကြတာကိုအမြဲပဲမြင်လို့တယ်။မောင်ညာလူဝါတို့နဲ့မချာတသားတဲ့အောင်းမိတယ်။မင်းတို့မှလည်းမင်းတို့အမွေပစ္စည်းကိုတို့သားဖလဝကြီးအုပ်နေတယ်လို့မကြင်မနှက်ဖြစ်ကောင်းဖြစ်ကြမယ်။ဖြစ်မယ်ဆိုကဖြစ်เสียပဲ။သို့တော့ရှိကအမှအမှန်ကို အပထားပြီးအခုလောလောဆယ်ကိုစဉ်းစားကြစေခြင်းလေ။မင်းတို့မိဘအမွေပစ္စည်းများဟာတို့သားဖလက်ထက်ရောက်မှရေနံလက်တွင်းကဆက်တွင်းတစ်ဆက်လက်ဆွဲကတစ်ဆက် တတုလည်းထုံဤအဲ့ဒါလိုပြောင်းလဲလုတ်ကင်လာလို့အဆအဆငွေဝင်တိုးတက်ပြီးအခြေအနေတမျိုးဖြစ်နေတယ်ဒီအခြေအနေဖြစ်အောင်နှစ်ပေါင်းလာပေါင်းများစွာလက်တွေ့ကြိုးစားလာခဲ့ကြရတယ်အဲ့ဒါလိုအချိန်ကာလကြာမြင့်စွာကြိုးစားလာတဲ့ပစ္စည်းအလုတ်အကိုင်းအခြေအနေတို့ကိုမင်းတို့လက်ထက်ထည့်မယ်ဆိုရင်ဒီပစ္စည်းအလုတ်ကင်တွေကို ဖြည့်ဆည်းပစ်တာနဲ့မတူပေဘူးလားကဲမင်းတို့ညီကိုတဲကအထက်တန်းကုတန်းရောင်းဝယ်ရေးနဲ့ဆက်မှုလက်မှုအတွေ့ကျွမ်းကျင်တဲ့လူဘယ်မှာလဲကြားစမ်းပါဘယ်နည်းနဲ့မှမင်းတို့မပြနိုင်ဘူး ဒါကြောင့်မင်းတို့ဒီအလုပ်ကိုနားလည်အောင်ငါသားများနဲ့အတူသင်ပါအောင်တက်သည့်နားလည်အုပ်ထိန်နိုင်တဲ့တနေ့မှတို့ကယူမထားပါဘူးအဲ့ဒါလို့အလိုလိုဖွံ့ဖြိုးပြီးအခြေတိုးအောင်နီလန်းနဲ့တကွပေးအပ်ထားတာကိုလက်တွေ့မပူပေါင်းပဲတမျိုးတပုံပြုမှုကြမယ်ဆိုရင်မင်းတို့ရောငါတို့ပါဝမ်းနဲ့စရာဖြစ်မျိုးနဲ့ကြုံတွေ့ကြရလိမ့်မယ်ဘယ်နဲ့သဘောရလဲမောင်ထိုင်းရဲ့နဂိုကမစိတ်သဘောခက်လွယ်လွယ်ဖြစ်နေသောမောင်ထိုင်းသည်ကလထိုင်းမှမတ်တက်ရက်၍အခုဘာမှပြောတာအလွန်မှန်ကန်တာပဲ ကျွန်တော်တို့ဟာလူမမဲအရွယ်မှာဖခင်ကြီးသေဆုံးသွားတော့ဘဘသာဦးစီးလုတ်ကန်ခြင်းမရှိရင်ပစ္စည်းတွေအလားအသဆုံးရှုံးမှာပဲဘဘလုတ်ကန်တဲ့အတွက်ဒီအနေဒီအခြေရောက်လာမှာဘာမှမတက်ဖဲကိုယိုကာယဖြစ်မှာပဲဒီတော့တစတစနားလည်အောင်သင်ကြားပြီးမှပြည့်ရတာကိုသဘောတူပါတယ်ဟုတ်ပြောစရာမောင်ညာကြီးဒီမောင်ထိုင်အားတစ်ချက်မြကြည့်ရှုပြီးနောက်ခုနကပြောသွားတဲ့ဇကားဟာအပေါ်ယံကြီးကနားထောင်ရင်အတော်ဇကားသွားလှတာပဲဒါပေမဲ့ကျွန်တော်တို့နားမလည်တာက ကျွန်တော်တို့ဟာကလေးအရွယ်လူမမယ်တုန်းကပဲဒါဟာကျွန်တော်တို့ပစ္စည်းပဲဒီလိုပဲခံစားကြစီမယ်လို့သဘောထားရင်ခုလိုကြည်ပြင်းကြတဲ့အချိန်မှာဘာမစိုးဦးစီးလုတ်ကိုင်းနိုင်ရလိမ့်မယ်လို့မျှော်လင့်ခဲ့တယ်ကျွန်တော်တို့နေထိုင်ခဲ့ရတာဒီသဘောမျိုးမဟုတ်ဘူးပထွေးစိုးနဲ့နေရတဲ့သူများလို့ဘာမှတက်သည့်နားလည်ခြင်းမရှိပဲကြည်ပြင်းလာရတော့ခုနေကမှာဘယ်လိုအလုံမှဦးစီးလုတ်ကိုင်းတဲ့အခြေမရှိကြတော့ဘူးဒါပေမဲ့ခမရဟာတကယ်စေတနာရှိရုံမှန်ရင် ကျွန်တော်တို့ကိုချွန့်ချက်မရှိငွေရေးကြီးပေးပါလွှဲအပ်ကြည့်ပါနားလည်အောင်လည်းပြပါအပေါ်ရန်ကလေးတွေကိုမတင်ကြပါနဲ့လို့ပြောလိုပါတယ်ခမရတို့လက်ထက်ရောက်နေတဲ့ပစ္စည်းကိုကျွန်တော်တို့ဘာနဲ့မှဆိုင်ကြိုင်တိုက်ခိုက်လုနိုင်တဲ့အင်အားမရှိတော့တာတော့အမှန်ပဲသို့တော်လည်းကျွန်တော်တို့မကျင်တဲ့ပြည့်ခမရတို့အလုတ်အကင်ဟာဖြောက်မှန်ဖို့ခဲရင်လိမ့်မယ်လို့ထင်ပါတယ်ခုပြောဆိုရာဦးအင်းမစပွဲကိုလက်နဲ့ထောက်လျက်ဝေဝေ၍နေလေဤတော့နောက်ကိုင်းွယ် မင်းတို့ညီကိုတစုဆန်ဆက်တစ်လုံးနဲ့တစ်ဆက်တစ်လုံးကိုဦးစီးကြည့်ကြစမ်းပါဒါပေမဲ့ငွေရေးကြေးရေးအလို့ကန်းဆက်သွယ်ရေးတော့ငါတို့သဘောတူမှဖြစ်မယ်နော်ဒါဟာမင်းတို့ကိုချုပ်ချယ်တာမဟုတ်ဘူးမတော်တဆမှားယွင်းခဲ့ရင်ပြုပြင်ဖို့ပဲဟုတ်ပြောဆိုပြည်လျင်ကဲဒီကိစ္စကိုမကြခင်ပဲစီမံကြရအောင်ခုစကားကိုပိတ်လိုက်လေညီကိုတို့လည်းကျွန်တော်တို့ညီကိုတိုင်ပင်ပြီးလက်ခံတဲ့ကလက်ခံပါမည်ခုပြန်လံပြောဆိုကထမင်းစားပွဲပြီးစီးသွားလေ ၎င်းတို့အိမ်တော်ကြီးတို့မှဒိုင်းပြည်ကလေးတစ်ခုကဲ့သို့ဖြစ်နေလေ၏မြေကိုယ်တို့မှဥအင်းဂရိထားသောကိစ္စနှင့်ပတ်သက်၍ညီနိုင်ကြသောအခါသဘောအမျိုးမျိုးဖြစ်၍နေကြလေ၏ကိုယောကမိမိတို့မိဘပစ္စည်းအကုန်မရသမျှမယူဟုပြောဆိုလေ၏ကိုထိုင်းကမူကံကောင်းလို့ရတာပဲယူကြစို့ဟုပြောရာမောင်ညာကြီးကလည်းရသမျှလက်ထဲထားပြီးလျှင် အလုလောရအောင်ဟုပြောလေ၏မောင်မြညံက အကိုတို့ထဲကျွန်တော်ဘာမှမပါခြင်းဘူးဟုတ်ခါချောင်းချောင်းဖြစ်၍နေလေဥဟင်မှာပြည့်ရဆင်လိုက်သည်ကိုမယဘာသားများသဘောကြလောက်ပြီဟုထင်မှတ်ဟန်ရှိလေအကြောင်းမူကားတလခန့်ကြသောအခါမောင်ညံကြီးနှင့်မောင်ထိုင်းသည်လွဲ့အပ်သောစေယုံကြီးများတွင် အလုလုံနေကြသောကြောင့်ဒီတို့ရာတွင်ဆန်ဆက်၌စဘာဝေယာကဆန်အိတ်ရောင်းရာအထိ၎င်းတို့နှင့်မပြေးဥအင်းနှင့်သားများသဘောတူမှပြည့်စည်နိုင်သည်ကိုတွေ့ရလေငွေကြီးဆက်ဆံရေးတွင်လည်း ထိုနည်းအတူမိမိတို့ပိုင်ပိုင်နိုင်နိုင်ကြီးမလောက်ကံရသဖြင့်ဤကဲ့သို့လွဲ့အပ်ခြင်းသည်သွေးပူလျက်ရှိသောညီကိုတစုတို့အားနားလှည့်၍စိတ်ဝမ်းကွဲစေသည်ဟုတွေးတော်မိကြလေ၏။မောင်ညာကြီးကငွေရည်ကြီးကြီးမြည်တော့ပင်မပိုင်နိုင်စေကမူမိမိတို့အဖို့မှာအလုတ်ကိုလက်တွေ့လှုပ်ရပြီဟုကြေညာနေ၏။နောက်ခါ၌မိမိတို့အမွေပြည့်စည်ကိုထမှန်ပြောဆိုကြသောအခါမင်းတို့မတက်ကြွန်းသေးပါဘူး။ဟုဦးရင်ပြောလျင်တက်ကြွန်းကြောင်းလက်တွေ့ပြနိုင်မည်ဟုစဉ်းစားမိသည့်အတိုင်း မိမိတို့တွင်အာနာရှိသည် မရှိသည်အပထားလျက်အလုတ်နားလည်အောင် အထုကြိုးစား၍နေလေ၏။မောင်တိုင်းမှာကမိမိစက်ပိုင်ကြီးအမိခံရသည်ကိုပင်ကျေနပ်လျက်ဦးအင်းအားကျေးဇူးတင်စကားကိုအမြဲပြောကြားလျက်ရှိသည်ဖြင့်ဟေ့ကိုထိုင်းရဲ့ဒါဟာတို့အဖာရင်သာရှိရင်ဒီသမကတို့နေထိုင်ခံစားရမှာပေါ့ကွယ်။ငကြင်းစီနဲ့ငကြင်းကြော်ဆိုတာလို့တို့ပြည်စီနဲ့တို့ကိုပြန်ပြီးချိမြောက်တာဘာကျေးဇူးတင်ကြလဲအေးအေးအေးနေစမ်းပါကွာ ဟုမောင်ညာကြီးကပြောပြသောအခါထိုစကားများမှာဦးအင်းတို့သားဖနားတို့ပေါရောက်သွားလေညီကိုတို့မှလည်းစိတ်ဝမ်းခက်ခွဲခွဲဖြစ်နေလေလူလောဘသားတို့ဦးစီးသောထိုအိမ်တော်ငယ်တိုင်းပြည်ကလေးသည်မငြိမ်မသက်တလှုပ်လှုပ်တရွရွဖြစ်၍နေလေညီကိုအချင်းချင်းမိမြပင်မသိမတင့်ဖြစ်ကြစေကမူဦးအင်းမတရားယူငင်ခဲ့၍မိမိတို့ညီကိုတို့လူညွန့်တုံးမြေကဲ့သို့ဖြစ်နေသည်ကိုသဘောပေါက်ကြလေလောကလူတို့သဘောကမိမိတို့အပေါ်၌ မတရားသဖြင့်ပြုမူခြင်းခံရသည်ကိုနက်နက်နဲနဲစဉ်းစား၍နာကြည်လာသောအခါထို့သောသူတထုမတရားပြုခြင်းကိုခံ၍နေခြင်းဖြင့်အဘယ်အကျိုးရှိအံ့လီထို့သောနေရာချင်းထက်တရားသည်ကမြတ်သေးသည်ဟုတွေးတော်ထင်မြင်စမြဲဖြစ်ပေ၏မိခဲ့ပြဖုံးပမာအနှစ်နှင့်အလားလားကညင်၍ခံခဲ့ရသောအနာသည် ပေါ်ပေါက်၍လာကြလေ၏မိခင်ကလည်းအတင်းသိမ့်ပိုက်၏မိမိတို့အမွေဆိုင်ပစ္စည်းကိုလည်းတခုမကျန်နလန်မထူနိုင်အောင်ယူငင်တော့၏ မိမိတို့မှာကမသေးယုံတမဲကိုဝန်းကိုကြောင်း၍နေကြရလေစုဘူးပြောဆိုသောကပရိယေဖြင့်အယောင်ဆောင်ပိကန့်ထားယုံမြလှည့်စားထားပြီမောင်မျိုးညင်ဒီကအထွေးဆုံးလည်းဖြစ်၏အထက်ပါအကြောင်းများကိုလည်းတွေးမိသည်ဖြင့်မိမိတို့ပိုင်ဆိုင်ဝန်းကိုအဘယ်နည်းနှင့်အယယူမည်ကိုနေစဉ်မပြတွေးတော်လျက်ရှိရာမူလမိမိကြံစီသောအချက်လက်ကိုစဉ်းစားတိုင်းဟုတ်မှန်သည်ဟုထင်မြင်ပေါ်ပေါက်လျက်နေလေ၏ဥဉ္ဇင်သားများကလက်ပြေပုံနှင့်တခါမှန်ပြီးကြဲက အသွာလာကိုအထူးဆင်ခြင်လေ၎င်းတို့သည်လက်ပြပုံးကိုမောင်မျိုးညင်သာတတ်နိုင်သည်ဟုစဉ်းစားထားပြီးဖြစ်သည်ဖြင့်ညီကဲ့သို့လက်စားချေရမည်ကိုအမြဲကြံစီလျက်ရှိကြလေ၏အကယ်၍သာတရားဥပဒေကတတ်မြင်ခြင်းမရှိပါမူရင်ဆိုင်တက်ပြမည်သာဖြစ်လေ၏မောင်မျိုးညင်မှလည်းထိုနည်းအတူပင်တရားဥပဒေကခွင့်ပြုလျင်ဥင်းတို့သားဖပြုတ်ပြုတ်ပြုံးအောင်ချိန်မုံပြစ်ခြင်းသောစိတ်များအမြဲကိန်းအောင်၍နေလေ၏စက်ရုံများကိုလက်ခံထားသောမောင်ညံကြီးနှင့် မောင်ထိုင်းတို့မှာ ဦးအင်းသားဖားနဲ့အရောက်ဝင်လျက်ရှိတော်လဲအတွင်းစိတ်မှမူကိုဘက်သူဘက်လူရဲလျက်ရှိကြလေထိုကဲ့သို့အကုန်များနဲ့အရောက်ဝင်လျက်ရှိတော်ကြောင့်လဲမောင်မျိုးညွန့်အားမကောင်းကြံစီမြေဟုသားဖားတစုကြွ၍တိုင်ပင်လျက်ရှိကြလေအခန်းငါဘဘရဲ့သူတို့ကိုလွှဲပေးတာမများလွန်းဘူးလားဟုမောင်လူဝသည်သဝဲဘော်ကပရင်ရောင်ပလဲသောဘီယာဖန်ခွက်ကိုကန်ရင်းမေးလိုက်၏ သူတို့စူစူပူပူလောက်တော့ဒီတော့ပေးထားမှာပဲဟန်ကြမယ်လူကလေးရဲ့ဒါပေမဲ့သူတို့ကိုငွေရေးကြီးကြီးစက်ယုံတွေပြုတ်ပြင်းစီမံရေးဘာမှလုပ်ခွင့်မပြုပဲလက္ခဏာသားတဲ့ွယ်ခိုင်းထားတာပဲကွယ်တကယ်လို့အလောက်ကန်အဟုတ် နားလဲပြီကိုင်းကျွန်တော်တို့နားလဲပြီအကုန်လွဲဆိုရင်ဘယ်နဲ့လုပ်မလဲဒီတော့မလွဲနိုင်တဲ့အကြောင်းနဲ့တမျိုးညံစင်ရသေးတာပေါ့လူပဲညံတဲ့ဟာကိုဒီကောင်တွေကအခုတော့လူဘဝလာကြပြီ။ အနှစ်နဲ့အလားလားကကျွန်တော်တို့စားသုံးထားတာတွေတောင်စည်ရင်တွက်ပြထားတယ်။ဟိုက်ကော်ယုံဝင်တော့စီကဇာတဆောင်တွေ့လို့ကျွန်တော်ကော်ပီကူးခဲ့သေးတယ်။ဟုတ်အဲ့ထဲကဇာတဆောင်ထွက်ပြရာဒါဖတ်၃ဦးခေါင်းချင်းဆိုင်၍ဖတ်ရှုကြလေ။အောက်တွင်လက်မှတ်ရေးထိုးသူတွေစုကလူမွဲအဖြစ်ဒဇိန်ကောင်ပေါ်ယုံခွင်မဲ့လျှောက်ထားခွင့်ပြုပါမည်အကြောင်းကျွန်တော်တို့ညီကိုတစုသည် အဖအရင်ဥပ္ပောနှင့်မိခင်တော်မမမပေါက်ွားကြသောသားအရင်များဖြစ်ကြပါသည်။ ကျွန်တော်တို့ဖခင်ရင်ကြီးသည်ဘုရားဘာဆိုင်ရင်အတိုင်းရေနံတွင်တက်တော့တတူတွင်လေမြေတို့ကိုထားခဲ့ပါသည်နောက်အိမ်တော်ရှင်ဦးအင်းသည်ပစ္စည်းအလုံးကိုသိမ့်ပိုက်ပါသည်၎င်းသည်တရားရုံးကအမှုမဆင်နိုင်အောင်သိမ့်ပိုက်ယူငင်ထားခြင်းဖြစ်ပါသည်ဖြင့်ဤလွတ်တော်သို့ရှောက်ထားရပါသည်သိမ့်ပိုက်ပုံမှာဦးအင်းသည်ကျွန်တော်တို့မိခင်တော်မှာမာဤထမ္မဆိုင်ရင်ဘာပစ္စည်းများကိုဝယ်ယူသည့်အနေနဲ့ယုံတွင်မှတ်ပုံတင်၍လက်မှတ်ထိုးစေပါသည်တို့ရတွင်မိခင်တော်မမမာထိုးပစ္စည်းများအတွက် ငွေကြေးတစ်စုံတရာမရရှိခဲ့ပါဒိုစင်ခါကကျွန်တော်တို့မှာလူမမယ်များဖြစ်ကြသဖြင့်ဗာမြဝင်ရောက်ဆွဲပနိုင်ခြင်းမရှိခဲ့ကြပါယခုအခါ၌ရှေးရိုးရေနံတွင်တတော်တထုတွင်တို့မှဥအင်းတို့ငွေကြေးစိုက်ထုတ်၍စက္ကရိယာများဖြင့်ဖန်တီးရသည်ဟုဆိုစေကားမူထို့သောဖန်တီးပြီးနောက်ခံစားရရှိသောအကျိုးသည်မရေမတွက်နိုင်အောင်ရရှိပြီးဖြစ်ပါသည်ကျွန်တော်တို့ညီကိုတို့မှပစ္စည်းလက်မဲ့အခြေမျိုးရောက်ရှိနေပါသည်ကျွန်တော်တို့မှအကြီးဆုံးဤယုံက ီစဉ်ပြတော်မူမှချမ်းသာခွင့်ရမည်ဖြစ်ပါသဖြင့်ဘုရားဗာတင်ပြသောပစ္စည်းနှင့်အောက်ယုံမှတ်ပုံတွင်စင်းများကိုပြန်လည်စစ်ဆေးကာအမွေဆိုင်ပစ္စည်းများကိုပြန်လည်ရှင်းလင်း၍ဒီဂရီချတော်မူပါမည်အကြောင်းမောင်ယုမောင်ညာကြီးမောင်နညွညွန်အလို့ဟိုက်ကုတ်ကဘယ်နဲ့တရင်ရခဲ့တယ်လဲသူတို့ဟာဥပဒေကြောင့်မဝင်လို့ဆိုပြီးပယ်ချလိုက်တဲ့။အောင်ယုံကမှတ်ပုံတင်ခြင်းဟာဥပဒေနီးလန်းတဲ့ညီတာပဲတဲ့။ ဲ့ဒါကြောင့်ဘဘကြံရင်ခန္ဓာယူလားဆိုတာပေါ့ကွယ်တကယ်လို့ခဏခိတာထိမ့်သိမ့်တဲ့အနေမျိုးဆိုရင်ပြန်ပေးရမှာမို့မမစီမှာဝယ်တဲ့အနေမျိုးလွတ်လိုက်ရတာပဲနို့ဒီပစ္စည်းကရတဲ့ငွေတွေဒေါ်မာဘက်နဲ့လှုပ်တယ်လို့စင်ကြယ်ကံမှလည်းဒါကတော့သူလူပြစ်တယ်သူယောက်ျားကိုသူ့သဘောနဲ့ပြစ်တယ်အဲ့ဒီလိုအကြောင်းကြမှာပေါ့ကွယ်လက်မှတ်ထိုးတဲ့အထိကိုထိုင်းမပါဘူးနော်ဟာဒီကောင်မျိုးကမြောက်ပင်ဆွဲခေါ်ရင်ရတဲ့ကောင်မျိုးပဲ ခက်တာကညံကြီးနဲ့မျိုးညွန့်ပဲဒါပေမဲ့ငွေအားလူအားတပြည့်လက်သားဘာမှမတူပဲလင်းတို့မတက်နိုင်ပါဘူးကွယ်တို့အသားဖချမ်းချမ်းသာသာနေရတာသာလူရင်းပါတကယ်လို့ဒင်းတို့ပြည့်စည်တောင်တင်းလို့အင်အားရှိလာရင်တို့ကိုရံပြူရင်အောင်ပါဟုတ်ဟိုအင်းဒီသားများအားရအောင် ပြောပြလေဤဒါပေမဲ့ဟိုကောင်လေးကိုသတိထားအသွားလာဆင်ရင်ကြဘာပါလဲပလိကိုသူ့ထင်တယ်လို့မတိုင်သေးတာကသူ့ကိုတနည်းနည်းနဲ့ကြံပြီးညှိမှန်းမလို့ပဲဟုတ်တယ် ဒီကောင်ကိုအစာတုံးထွက်ပြင်มาဖြစ်มาပဲသူတို့ထိုက်တလောက်ပေးတာမယူရင်သူတို့အပြစ်ပေါ်ဟုတ်လာဘ3ရောက်သည်ဘီယာတော့ဇန်လျာတွေကစီစဉ်ရွေ့နေကြလိထုံည၌ဂုံတယ်လမ်းရှိဥအင်းနဲ့သားများဤတိုက်သည်ခါတိုင်းတဲ့သားရသည်ဟုထင်မှတ်ရလိမော်တော်ကားတန်လည်းတစတစနဲ့ငြိမ်၍သွားလိပြီအချိန်ကညဆတနာရီခန့်ဖြစ်၏ဥအင်းမောင်လူဝ မောင်ညာလာဘသုံးဦးတို့သည်မင်္ဂလေတဦးစီနှင့်ဇုံရွက်ထိုင်ရကစကားပြောစီစဉ်ရင့်ကြတော့ပင်ဖြစ်ကြလေ။တို့ခိုက်တိုင်းတိုင်းကလေးဟူသောအတန်နှင့်မရှိမနောင်ဦးအင်းအနီးကမှန်တကားတစ်ချက်꿰၍သွားလေ။လာဘသုံးဦးမှာဒိုက်ခံတဲ့သူအတင်းဝင်ပြေးကြလေ။ပလိခရာကံမော်တော်ကားတံတို့လည်းဇူညံစွာကြားရပြီးနောက်တိုက်အောက်ကဒရဝံသည်ပလိရာရှိများလာရောက်ကြောင်းနှင့်ပြောဆိုသည်ဖြင့် တိုက်ပေါ်သို့ခေါ်ခဲ့ရန်အမိန်ပေးလိုက်လေ။တရိမင်းတို့တိုက်မှာဒီလိုဖြစ်ရသဖြင့်အထူးဝမ်းလဲပါれခင်ဗျာ။တရိမင်းမှာရန်သူများရှိပါသလား။ဟာကျုပ်ပြန်တွေးလို့ကိုမရပါဘူး။ရန်သူရှိမယ်မထင်ပါဘူး။သူတို့ဘာသာတစ်ဖက်သားအကြံစီရင်တော့မပြောတတ်ပေဘူး။တို့အထူးကံများရှိကြပါသလား။ကျုပ်အနာကမှန်တဲ့ရင်တစ်ချက်ကွဲသွားတယ်။လူကိုတော့မထိခိုက်ပါဘူး။ကံကောင်းလို့လို့ပဲ။ကျွန်တော်တို့လည်းပတ်တရားလှဲခိုက်တနတ်တန်ကြားလို့အပြေးလာတော့လူကိုမမိလိုက်ဘူး။ ။ဒရဝံကတိုက်ကြတဲ့ပြေးသွားတယ်ဆိုလို့ခရာတုတ်လိုက်ပြီမဲမမိလိုက်ဘူး။နောင်သတိဝိရိယနဲ့နေတော်မူကြပါ။ဒီကိစ္စကိုကျွန်တော်များစူးစမ်းပါမယ်။ဟုတ်ပြောဆိုနှုတ်ဆက်၍ရှင်းသွားကြလိမ့်မည်။ဗလိအရာရှိထွက်သွားမှဒရဝံကလာသည်တိုက်တွင်ကထားသောစားရဆောင်ကိုပေးလာလိမ့်မည်။ဦးအင်းနှင့်သားများတို့ဖခင်ကိုတက်၍ပစ္စည်းနှင့်တကွမိခင်ကိုမတရားသိမ့်ပိုက်သည်အမေရိကန်သားများမှာဘာတစ်ခုမျှခံစားရသည်မရှိ ဥယျံတို့စိတ်ဝမ်းချမ်းသာ၍စည်းစိမ်ခံစားရသလောက်လာရင်များမှာဒုက္ခကြုံတွေ့ကြရသည်ဤကဲ့သို့သူတို့တို့မတရားနှိပ်စက်ယူငင်ထားခြင်းကိုတရိစ္ဆာန်သာအကြံဉာဏ်မရှိ၍ခံကြမည်လူသားယောက်ျားကောင်းပိသားသူတို့မှာခံမြဲမဟုအသက်သေးသည့်တိုင်အောင်ကြိုးစားမည်ကျွန်တို့မျှော်လင့်ချက်နှင့်မပြည့်စုံသေး၍ဥယျံတို့ငြိမ်းချမ်းစွာနေရမည်မဟုတ်ဟုမှတ်ပါလေဒါဟာမျိုးညွညံပဲကွအထူးတွေးနေဖို့မလိုဘူး ဒီတော့ဒီစားနဲ့ပလိတ်တိုင်းကြီးဖန်စီတရားဆွဲရင်ဟမ်မကြပေဘူးလားဒီအပြစ်ကြမှတို့အေးကြမှာပဲဟုတ်တယ်ဒါအကောင်းဆုံးပဲအေးတစ်ချက်စဉ်းစားစရာရှိပြန်တယ်ဒီအပြစ်ကြရင်1456လတို့ကတတ်ချင်းတို့တတ်တဲ့ခါတို့အပေါ်အမှုပတ်နေဦးမယ်ဒီတော့မတိုင်မဲသတိနဲ့နေတာပေါ့ကွယ်ဒီတဲ့မကတာတောင်ကြံစီခဲ့သေးတာပဲဟုတ်သားဖတ်သုံးဦးဒီကြောင်ကြကြဖြင့်အပြော်မရများနဲ့အိတ်တန်းဝင်ကြလေဤ နောက်တရချာကြသောအခါသရင်သာများတွင်ကွက်လက်ရနေကဂုံတယ်လန်းတထေဥဝင်းဤတိုက်ကိုလူစိုးတို့ညဆရဏာယီခန့်တွင်တနတ်နှင့်ပြည့်၍သွားကြသည်ဟုကြားသိရကြောင်းဖြစ်ပွားပုံမှာဥဝင်းနှင့်တာနေရောက်သည် တိုက်ပြရင်အနည်းတွင်လေညင်းခံ၍နေကြသည်ဆိုကြောင်းထို့အခိုက်လူစိုးတယောက်သည်တိုက်နှင့်အတော်လန့်ရာက တနတ်နှင့်ပြစ်လိုက်သည်ဆိုကြောင်းထို့အခိုက်ပတ်တရံပလိတ်နှင့်ရဲဘက်ပလိတ်အရာရှိဥပါချစ်တို့လည်းကြားသည်သည်ဖြင့် ချက်ချင်းလိုက်လံဖမ်းဆီးသေးသည်ဆိုကြောင်းတို့ရတွင်လူစုမှတိုင်ကြားများကကပ်၍လက်လွတ်ထွက်ပြေးသွားသည်ဆိုကြောင်းတိုက်ပေါ်မှခြေလုံးပြူကြည်စံတစ်ခုကိုလည်းတွေ့ရသေးသည်ဆိုကြောင်းယခုအခါတွင်ဆိုင်ရာကထိုအမှုကိုအပြင်းထန်စုံစမ်းနေကြောင်းဟုတွေ့ကြရလေသည်ဥယင်သည်တရင်စာကိုဖတ်ပြီးနောက်ဒေါပလျက်ခွေးမသားကလေးဒင်းစာနှင့်ဒင်းကိုတိုက်မှပဲဟုယမန်ညာကစာကိုယူ၍ကြည့်ပြန်ရာ စာရွက်တွင်ဘာတစ်ခုမျှမတွေ့ရတော့ချေအထူးအံ့အားသင့်လျက်အင်းလောကဓာတ်နဲ့စီမံထားတာပဲအခုစာရွေပြောက်ကုန်ပြီဒီကောင်ကလေးကြောင့်ခက်ပါတယ်ခုညီတော်ချင်းဒါနဲ့ရအလုံးမသွားခင်ခေါင်းချင်းရက်ကဒိုင်မင်းပြန်လေတော့ဤတရဝန်ဒီတန်ကျိုးကလားထမတန်ကျိုးစာနဲ့လက်မှတ်ထိုးရန်စာရွက်ကိုယူ၍အပေါ်သို့တက်ရောက်လာရာ ကိုလူဝသည်လက်မှတ်ထိုးကတန်ကျိုးစာကိုဖတ်ရှုလေ၏ရေနံကျောင်းမြို့စေနာကြီး9မိနစ် အလို့သမားတွေစူပူကုန်ကြပြီ၎င်းတို့အခါကြေးငွေကိုအစမတန်တောင်းသည့်ပြင်ကျွန်တော်တို့အလုတ်ထွက်ရန်တောင်းဆိုကြသည်၎င်းတို့တောင်းဆိုသည်ကိုမရရင် အလုတ်ရက်ဆဲပါလိမ့်မည်မိတို့ဆောင်ရွက်ရမည်ကိုအမြန်အမိန်ပေးစီလိုပါသည်မန်နေဂျာပပအရေးကြီးလာပြီဒီမှာကြီးနန်းခုမောင်လူဘာကပြောရင်စာရွက်ကိုကမ်းလိုက်လေမန်နေဂျာမောင်မခင်ဟာငါတို့လူယုံပဲဘယ်လိုဖြစ်ကုန်ကြတာလဲဒီလိုစူပူတိုင်းအလျှော့ပေးလို့မဖြစ်ဘူး ဟုရေနံစာတရတွင်ကောက်၍ရေးပြန်၏ဥအင်းအင်းဆန်းရေနံကြောင်းရှော့မပေးနှင့်ကျွန်ုပ်လိုက်ခဲ့မည်ဥအင်းဥအင်းသည်ရေနံရိုက်ကြားပြင်းနာမိမိကိုယ်တိုင်ရေနံကြောင်းသို့လိုက်ရန်ဆုံးဖြတ်လေ၏။သားများအားလည်းသတိဝိရိယနှင့်နေကြရန်မှာကြားပြင်းနာနောက်ပါအစီကံများနှင့်အတူရေနံကြောင်းသို့လိုက်ပါသွားလေ၏။နေရာခန့်ကြလျင်ရေနံကြောင်းမြို့မှတွင်ရရှိဥအင်းအင်းဆန်းအလုပ်တိုက်တွင် မန်နေဂျာမောင်ပါတင်နှင့်ဥအင်းတို့မှခေါင်းချင်းရိုက်၍နေကြလေ၏။ ဘယ်နဲ့မောင်ပတွင်အဖြစ်ကိုပြောစမ်းပါဦးတထေးမင်းစီကကျင်းနှံရရင်ရခြင်းလက်ကတုတ်မပေးနိုင်ဘူးငါ့ကိုလည်းတထေးကအလုတ်ထွက်ခွင့်မပြုဘူးဆိုရင်ဒါဖြင့်ကျုပ်တို့အလုတ်မလုပ်တော့ဘူးလို့လူ300ကထွက်သွားကြတယ်ကြံတဲ့လူ340လည်းထွက်သွားတဲ့လူတွေကခဲနဲ့ပြစ်လို့မလုပ်ကြဘူးအလုတ်ဝင်တဲ့သူတွေကိုတတ်ပြစ်မယ်လို့ကြိမ်းဝှားထားတယ်အိုးမင်းမရှိတဲ့အတိုင်းကြီးမှမဟုတ်ပဲပြိပက်ကဘာမှမဆောင်ရွက်ဘူးလားဆောင်ရွက်တယ် ခေါင်းဆောင်သုံးဦးကိုဖမ်းထားပြီးဒီပြင်ရေနံတွင်နေမြေတဝိုက်မှလည်းအဆောင်ပလက်တွေဝန်းရံထားတာပဲဘယ်နဲ့ကြောင့်ဒီလိုဖြစ်တာလဲမောင်မသွင်ကျွန်တော်စုံစမ်းရသလောက်မျိုးညွန့်ဟာရေနံအကြောင်းတိတ်တဆိတ်လာပြီးလုံသားခေါင်းဆောင်တွေကိုသိဆောင်သွားတဲ့ဟင်ဒီကောင်ကလေးကြောင့်ခတ်ပါပြီဘယ်နဲ့လုပ်ရပါမလဲသူ့ကိုတရားစွဲမှထင်ပါရဲ့ကွယ်တက်တည်ရထောက်တာမရပေဘူးဒီကောင်းဆောင်တွေဟာမြို့ညွန့်ဖခင်ရင်ရှိစဉ်ကလူများရဲ့တားမှုအတော်ခက်နေတယ်။လုပ်သားတွေကလည်းကောင်းဆောင်တွေကိုလွှတ်ပြေးရမယ်။ ကျုပ်တို့ဘယ်သူမှခေါင်းဆောင်မရှိဘူးနဲ့စူပူကြပြန်လေကျွန်တော်ကတရေကိုတိုင်လာရောက်ရှင်းလိမ့်မယ်လို့ပြောထားရပါတယ်ဒီတော့တရေမင်းတော်တော်ပလက်ရာဇဝဲဝင်နဲ့ဒီစရိတ်တရားသူကြီးကိုတိုင်ကားဒဇင်နဲ့ရောက်လာကြလိမ့်တရေမင်းဒီပိုင်ဆိုရကစူစူညံညံမဖြစ်အောင်စူးစမ်းရမယ်လို့အမိန်ရောက်လာပါတယ်သူတို့မတရားသဖြင့်စူပူတောင်းဆိုခြင်းကိုကျွန်တော်လက်ရောစွာမစီမံတတ်အောင်ဖြစ်နေပါတယ် သူတို့တောင်းဆိုတဲ့အခကြေးငွေဟာအမေရိကန်ရေနံသွင်းလူသမားများရဲ့နှုံးတဲ့နေပါပါသေးတယ်လို့နှန့်ရှင်ဖော်ပြတယ်မဟုတ်လားပြီးတော့မန်နေဂျာဟာလည်းလှုပ်သားပါဖြစ်ဖြစ်တထေးအကျိုးဖြစ်အောင်လှုပ်ဆောင်တဲ့သူမျိုးသူတို့အလိုမရှိဘူးတဲ့သူတို့လိုရှိတာကိုတရားသဖြင့်တောင်းလျင် ကောင်းပါတယ်ယခုရေနံသွင်းမှာလက်ပြပုံးနဲ့ပြစ်လို့ကန်ကောင်းထောက်မရွေတာမီးမလောင်ကုန်ပါတယ်ဒါကိုဆိုင်ရာကထုဆောင်ကန်းလည်းပါကျွန်တော်တို့လိုလားတာကတထေးမင်းကရှော့ပေးလျင်အလုံးအေးချမ်းလိမ့်မယ်လို့ထင်ပါတယ်ဒါဖြစ်ရင်လည်း အရာရှိများလုံသားများစစ်ဆက်တဲ့သဘောမျိုးလို့ရင်လိုက်နိုင်ရန်အသင့်ပါပဲဟုတ်ဝန်ခံပြင်းနာလုံသားခေါင်းဆောင်များအရာရှိများတရေဥင်းအပါအခါချင်းွေမန်နေဂျာကိစ္စပါစစ်ဆက်ကြပြီလျင်လုံသားများသည်၎င်းတို့လိုလားချက်ကိုရသဖြင့်အလုပ်ဝင်ကြလေဥင်းလည်းမောင်မသွန်စားမောင်တင်ကိုခန့်အပ်၍ရန်ကုန်သို့အလင်းမြန်ပြန်ခဲ့လေဥင်းသည်ရန်ကုန်သို့ရောက်လျင်ရောက်ချင်းစိတ်မချမ်းမြေ့ဘွယ်ရာတရင်တို့ဘုတ်ကိုကြားရပြန်လျာတဝဲနဲ့မိမိတတ်သူတွင်လုံသားတို့စုဘူးတောင်းကြသောအရေးကြောင့် လာကြီးမောင်လူဝလိုက်သွားရခြင်းဖြစ်၏တုန်နေပင်လျင်အလွန်ရှိလျသောဂျင်းနန်းတစောင်ရောက်ရှိလာလေ၏ဒဝေမြို့၁၇နာရီ၃၀မိနစ်လုံသားပေါင်း969ယောက်နဲ့350တို့အလုံမစင်ပဲနေကြသည်မန်နေဂျာနှင့်စရေတချို့ကိုထုတ်ပြရန်တောင်းဆိုကြသည်လုံသားအခကျင်းဝေကိုအနောက်နိုင်ငံလုံသားအခနှင့်နိုင်ရှင်၍တောင်းဆိုကြသည်အညာရရှိများကလည်းကျွန်တော်တို့ကရှော့ပေးရန်ပြောကြသည်။ဖခင်နှင့်တိုင်ပင်မရစေအောင်ဟုတောင်းပန်ထားရသည်။မြို့တို့လောရမြေကိုကျင်းနှံပြန်ပါ ိုင်နမများကိုအကုံအလင်းများသိမ့်ပိုက်ထားတော်လဲအချို့အဝက်လုံသားများလက်ဝဲရှိသေးသည်ဟုထင်ပါသည်အကြောင်းမပေးကတတ်သူတွင်ကိုရန်ရှာလိမ့်မည်ဟုထင်ပါသည်လူဝဥင်းအင်းဆန်းတဝဲမျိုး၎င်းတို့တောင်းဆိုချက်ကိုရှော့ပေးလိုက်မန်နေဂျာထော်နန်းအစာစီခုကိုခန့်လိုက် အစခါသိန်းဂျင်နတ်အောင်လှုပ်လိုက်မြည်သူတူမီရှူမီလှုပ်သည်ကိုစုံစမ်းခဲ့ပါ အလင်းမြန်ပြန်ခဲ့ဥင်း ဝင်သည်အထက်ပါကျင်းနှံကိုပြန်ကြားပြီးနောက်သားငယ်မောင်ညာနှင့်တိုင်ပင်၍နေလေ၏။ငါရင်နှံရောက်လိုက်သွားတော့ဒီလိုထကြွတဲ့ကိစ္စဟာမြွွွွင့်စနစ်ဆိုတဲ့အကြောင်း သိကြရတယ်။လူသားတွေကလည်းကိုဘိုးရဲ့လက်ထက်က လူတွေနဲ့အဲ့ဒီလူတွေရဲ့အဆက်အနွယ်တွေဆိုတော့ဒီကောင်ကလေးသွေးဆောင်သမားလွယ်ကူနေတော့တာပဲ။ဘဘကလည်းဒီအဆက်အနွယ်တွေတစတစဖြုတ်ပြီးအဆက်အနွယ်မရှိတဲ့ကလားတွေနဲ့ဒီပြင်လူစင်းတွေထားမယ်လို့စိတ်ကူးထားတာပဲ။အော် နိုင်ငံအစိုးရကိုလက်အောက်ခံများစုပူရင်ဘယ်လောက်ဒုက္ခများကြလိမ့်မလဲတို့ပါမဟုတ်တဲ့ကိစ္စကလေးတောင်ဒုက္ခများနေမင်းဟာဒါကတော့ဘဘကရှော့ပေးလို့ပါငွေအားလူအားကျွန်တော်တို့မှာဘယ်လောက်များသလဲစုရဲကောင်တွေထုတ်ပြမှာပေါ့မဖြစ်ဘူးကွဒါဟာတို့ကိုရံများစီမှာပဲအကြမ်းမှုအမှုနဲ့သာအောင်စီရတဲ့မိတော့ကိုရေအေးနဲ့လောင်းလဲငိမ့်တာပဲရေနွေးနဲ့လောင်းလဲငိမ့်တာပဲ ရည်နွေးနဲ့လောင်းရင်ရည်နွေးကြွေရတဲ့အချိန်အတွက်ဒုက္ခမပူပေဘူးလားမိမကိုဘဘမိကြီးတော်မြို့ညွန့်ဟာကြက်ထီယိုးဖျားဘူးသွားကြတဲ့အစသတ်တော်ဒီကောင်ကလေးဟာဒဝယ်နဲ့ရင်နှံချောင်းသွားပြီးတုံမီရှုံမီလှုပ်နေတာပဲမိမကိုရိုက်နှက်ရင်သူတို့အကြံဘဘတို့ရိတ်မိတယ်ဆိုတာသိသွားလိမ့်မယ်တနေ့ကကျင်းဝါမိတာတော့မှားသေးတယ်အလွယ်ပါကွယ်ဘဘကြံရင်ခံနိုင်ရို့လားမြို့ပြုတ်စီမပေါ့ဟုတ်လက်သေးလက်မောင်းတန်းကကျင်းဝါ၍နေလေနနာရီခန့်ကြာလျင် ။ဒဝဲမှလှုပ်သားများဆစ်ဆက်ပြီးပြီးမန်နေဂျာ၏နေရာတွင်စီခုကိုထားလိုက်ကြောင်းယနေ့လိုက်ခဲ့မည်အကြောင်းနှင့်လူဝါအိတ်ထံကဂျင်းန်းတစောင်ရောက်ရှိလာပြန်လေတော့၏။ဦးအင်းတို့သဘော၌ကမိမိတို့အေဂျင်စာနေထိုင်ပါလျက်အနောက်အရှက်တွေ့ကြုံရသည်ဟုများစွာတော့ပွားကြလေ၏။တပတ်ကရန်သူကိုမြေတို့ချိန်မုံပြရပါမည်နည်းဟုလည်းအမျိုးမျိုးတွေးတော်ကြိုးစားကြလေ။တို့ရတွင်ဦးအင်းတို့အပြုတ်မှုမှာအိမ်တအိမ်ကိုပစ္စည်းအကုန်ဓမြတိုင်ပြီးမှထိုပစ္စည်းဖြင့်စီစဉ်ခံစားကြ အင်ရှင်ကတိရှိနောက်ရသောကစိတ်ဆိုးစီနှင့်တူ၍နေပေ၏ငញ្ញံစွာနေထိုင်မှုကလူသားတော်ဝါတိုင်းအလိုရှိကြသမဲ့ပင်ဖြစ်ပေ၏တို့ရတွင်တစ်ဖက်သမိမိတို့မှကျေနပ်သောခံစားမှုဖြင့်နေထိုင်လျက်မိမိတို့လက်အောက်ခံတို့မှမကြေမနက်စိတ်ဝမ်းနာကြည့်နေရလျင်အဘယ်နည်းနည်းမျှကောင်းနိုင်မည်မဟုတ်ချေလူတို့သဘောကမိမိထံမှမတရားယူငင်ထားသောပိုက်ဆံတပြားတံပစ္စည်းအတွက်ပင်ဆက်ရှင်မှုဖြစ်တတ်ကြရာကအမျိုးအဆက်အနွယ်နှင့်တကားလူညွန့်လူမွေးလူတော်မပေါက်နိုင်အောင် ဦးအင်းတို့ယူငင်ထားခြင်းအတွက်မကျေနပ်သူတို့အဘယ်မြကျန်းစီမြေကိုစောင့်စားကြည့်ရှုရန်သာလိုပေတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမဟာဆွေဤတို့မိမိဆိုတဲ့ဝိတုစာအုပ်ကိုအပိုင်း၃နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအဆုံးထိလိုက်ပါနာဆင်ခံစားပေးကြတဲ့တွေလဲယေရှုမြတ်ကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြထင်ပါခင်ဗျာ